မကွေးတိုင်းမင်းတို့မြို့မှာစစ်ဆောင်နေတဲ့ရခိုင်လူငယ်၃ယောက်ကိုစစ်တပ်ကဖမ်းဆီးပြီးစစ်ကြောရေးကို ပို့ဆောင်လိုက်တယ်လို့သိရပါဗျ။ဖမ်းဆီးခံရသူတွေကတော့အမ်းမြို့နယ်ကျွေးကူးတောင်ကြီးဝကမောင်ဝင်းမိုးစောမောင်ဖိုးဝါနဲ့တောင်ကုန်းမြို့နယ်မအီမြို့ကအသက်20ကျော်အရွယ်မောင်လပုရှိတို့ဖြစ်ကြပါဗျ။သူတို့၃ယောက်ကို မနေ့ကဒီဇင်ဘာလ2ရက်နေ့ညနေ9:00လောက်ကရက်ွက်တဲ့အတွင်းစေးသွားဝယ်စင်မှာ စုံစမ်းစစ်ဆေးရေးစစ်ထောက်လန်းရေးအဖွဲ့စောက်သုံးလုံးကလမ်းကနေဖမ်းဆီးသွားတာဖြစ်တယ်လို့မင်းတုံးဒေသခံအမျိုးသားတယောက်ကပြောပါရယ်ဖမ်းဆီးခံရစင်မှာပဲစောက်သုံးလုံးကစစ်သားလက်ထဲကိုအကစစ်ကြောရေးကိုခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါရယ်ဖန်စီခံရပြီးတော့ဒီကနေ့အချိန်အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတဲ့အတွက်မိသားစုဝင်တွေကအလွန်အမင်းစိုးရိမ်နေကြတယ်လို့လည်းဖန်စီခံရသူတွေနဲ့နှိစက်တဲ့ဒေသခံတယောက်ကနေရင်းစရာကိုပြောပါရယ်ရခိုင်ကနေပြည်မဖက်ကိုမှောက်ခိုလမ်းကြောင်းတွေကနေ ခိုးထွက်သွားကြတဲ့ရခိုင်လူငယ်အတော်များများဟာလည်းစစ်တပ်စီမှဖမ်းဆီးခံရပြီးတရှုကငွေပေးနိုင်ရင်ပြန်လွှတ်ပေးမယ်ငွေမပေးနိုင်တဲ့သူအများစုကတော့စစ်မှုထမ်းဖို့ပို့ဆောင်ခံနေကြရတာပါအခုလိုဖမ်းဆီးခံရပြီးပြည်သူစစ်မှုထမ်းဖို့တင်တန်းကိုပို့ဆောင်ခံရတဲ့လူငယ်တွေဟာထောင်ထဲရှိရှိနေပြီဖြစ်တယ်လို့လည်းရခိုင်ကလူမှုရေးလှုပ်ရှားသူတွေကပြောဆိုကြပါဗျာ